အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆီယမာကြီးဂျာနယ်ကျော်မမလီရဲ့နီးလျက်နှင်းဆိုတဲ့ဝတ္ထုတူလီကိုဖတ်ပြပေးခြင်းပါတယ်ရှင်နီးလျက်နှင်းဝါဇိုလာပြည်နေ၌ဥဖိုးစင်ရေသက်85နှစ်ပြည်သည်85နှစ်ပြည်သောနေဖြစ်၍ဥဖိုးစင်တူသည်သောသမီးမှတော်သည်အာယုံစွန်းထားချက်သည်မတော်မှာဖခင်မွေးနေတိုင်း တက်စီဆွန့်ကရန်အာယုံဆွန့်ထားချက်စမြဲဖြစ်သည်။မာတော်သည်ဆွန့်ချက်ရန်အိယာမမချမီ။အဖေအသက်85နှစ်တောင်ပြည့်ပါရောလားဟုတွေးမိသည်။အဖေအသက်ကိုစဉ်းစားရင်မှမာတော်အမိန်တော်ပန်းလဲနောက်နှစ်လကြာလင်အသက်85နှစ်ပြည့်အောင်မည်ကိုတတိပြုမိသည်။ဥဖိုးစိန်နှင့်တော်ပန်းဦးမှာတတူရတူရှိကြပြီးနှစ်ဦးစလုံးချမ်းမှာကြသည်။ မျက်စိမုံကြသည်မှကြပါသွားမကြိုကြခါမကုန်းကြသည်ပင်ဥဖိုးစိန်တို့လီမယားကိုတီလာကောင်းသည်ဟုရရွာကပြောကြသည်မိုးကလည်းတုံအောင်အာယုံလာတော့မည်ယုတ်တည့်ရဲ့မီးမွေ၍မရတော့ကြောင်းမတ်တော်သည်မီးခိုလွန်၍မျက်ရည်တရွှဲရွှဲဖြစ်နေသည်ကြောက်လာလိုက်ငိမ့်သွားလိုက်ဖြစ်နေသောမီးကို စိတ်ပြတ်တထက်ပြန်လာသည်ဂျင်းနန်စီလောင်လိုက်ပြောင်းတံဖြင့်အာကုန်၍မှုန်လိုက် ရေစုံနေသောချင်းစာများမှာတော်တော်နဲ့မိမဆွဲနိုင်မိုးတန်လေးတန်ချိန်၌တကားထုံနေတန်ကိုမကြမီအပြင်းချံထုံနေတော့မှမိဖို့တကားကိုထား၍ဖွင့်ပေးလိုက်သည်ညီနေဒါလောက်ထုံနေတာတော့မကြဘူးလားဘာကိစ္စပိတ်ထားရတာလဲဒေါ်ပန်းဦးကတကားဖွင့်ဖွင့်ချင်းစီမန်သည် မန်သည်ဆို၍ဒေါ်ပန်းဦး၏အတန်မှာချမ်းမာသောအတန်မျိုးမဟုတ် အတန်လေးပျော့ပျော့ဖြင့်ညံ့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 ညက်ပြောတတ်သောအတော်ဆူးသောအတန်ဖြစ်သည်မချားလို့အမေရဲ့မိုးရီကလည်းတဲလိုက်တာမိကလည်းမှွှင်းလို့ကိုမရဘူးမိကိုရိအိမ်ထဲဝင်มาဆိုလို့ပိတ်ထားတာပါတော်ပန်းဦးသည်မိကိုရိဦးနေသောမိဖို့ကိုခါထောက်ရချီလျက်မိကိုစက္ကနဲတစ်ချက်ထိုးလိုက်သည် ဟုတ်ပေခုထက်တိုင်းဆုံးအိုးကဖိုးပေါ်မရောက်သေးဘူးအိမ်ရာကထထသွားတာဖြင့်လဲကြားလာပြီး ဆန်းစေးပြီးပြီလားမတော်ကမိမှုရင်ပြန်ပြောသည်ပြီးပါပြီအမေကြေယုံမဲကျော်ပန်းဦးနောက်ဖေးရင်အိမ်ဘက်ထွက်သွားခိုင်းမိတောက်လာ၍စွန်းဦးကိုဖိုးပေါ်သို့ကောက်တင်လိုက်သည်မတော်သည်နောက်ထပ်စွန်းဦးတို့အတွက်ဆန်းစင်းနေစဉ်နောက်ဖေးမှတော်ပန်းဦးပြန်ရောက်လာသည်ညီလူစီယာရှိတာတာလို့ပါအေးငါဟာငါစီးမှာပေါ့မတော်ကဘာမှပြန်မပြောဆန်ကိုအပီးလက်စားတက်စေသည် ဂျော်ပန်ဦးသည်မျက်နှာတစ်ပြီးမတ်တော်မီဘိုနှင့်မျက်နှချင်းဆိုင်တွင်ရှိသော မီဘိုတဘိုရှိတွင်ထိုင်ကမီမွေသည် နောက်ထပ်ဆင်း၍ယူလာသောဆွန်အိုကလေးကို ဖိုးပေးနိုင်ချာကပထမသူတဲထားသော မီဘိုမှာတောက်လက်စာထင်တဲ့ကြောင့်ကိုဆွဲယူလာသည်တအားကုန်း၍မီးမှုန်နေသောဂျော်ပန်ဦးသည် သူ့အနားသို့မီးစားနှင့်ရောက်လာသောမတ်တော်ကိုမျက်ခွန်ပင်၍ကြည့်လိုက်သည် တကဘာလို့တာလဲအေးရဲ့ချင်းတွေကရေဆိုးနေတယ်အမေရဲ့တော်တော်နဲ့မိကြောက်မှာမဟုတ်လို့မိကူပေးမလို့ပါတော်ပန်ဦးသည်ခေါင်းကိုရန်ခါ၍ညင်ဆန်သည်ကြော်ဆမ်းမအေးဆက်ဆက်ရှက်ရှက်ဟိုမိကကြည်မီလာမကူးစမ်းနဲ့ငါဟာငါတောက်အောင်မှုတ်ပါမယ်ပြန်ယူသွားပါညံ့နာမကောင်းစွာနဲ့မတော်သည်လက်သေးကမိစာကိုမယုတ်သေးပဲကြိုးစား၍တိုးရှိုးတောင်းပန်ကြည်သည် အာယုံတက်သွားမှဆိုးလိုပါအမေရဲ့မိကလေးကူးတာပဲဥစ္စာအဖေပစ္စည်းအမေကဘာယူသုံးနာမှတ်လို့မိမကြောက်နိုင်ွေခဲရင်စွာမိမွေးနေရတော့ကြော်ပန်းဦးသည်စိတ်မရှိနိုင်အောင်ဖြစ်သွားသည်တဲငါကသူ့ပစ္စည်းယူသုံးဖို့ဘယ်တော့မှများလက်ဖျားနဲ့တိုးခဲ့လို့ရုံအေးငါကကင်းမီရှင်းမီဆိုကြဲကအလုံးစုံအကုန်ကင်းနေမတုံမသွားယူသွားကျော်ပန်းဦးမောင်းထုံလိုက်၍မတော်သည်မိစနှင့်မိဖို့နာတို့ပြန်လှဲလာသည် မိဖို့ဆောင်တဲ့နိုင်တယောက်ကိုတယောက်ကြောပေးလျက်တာမီနှစ်ယောက်မိမှုံနေကြသည်မိမကြောက်နိုင်သည်သောကြောပန်းဦးဤမိဖို့ကိုမတော်လေကြီးကဘာမှမကြက်နိုင်သည်အလားတပြင်းကိုသာခါခါခြားရသည်မတော်ဆယ်နှစ်သမီးအရွယ်၌ဤမိဖို့ဆောင်တဲ့တွင်မိဖို့တဖိုးမှနှစ်ဖိုးဖြစ်လာသည် ဖိုးနှစ်ဖိုးသည်မတော်အဖေမိဖို့နှင့်မတော်အမေမိဖို့ဖြစ်သည် မတ်တော့အသက်35နှစ်အပြူကြီးဖြစ်လာခဲ့သည့်အချိန်25နှစ်ကာလပတ်လုံးအဖေနဲ့အမေတို့တယောက်ကိုတယောက်စကားမပြောကြတအိမ်နဲ့အတူတကွနေကြလျက်စီးပွားခွဲစာအုပ်ဖဲနေကြသည် အဖေကြမတ်တော့ကချက်ပြုတ်ကြသည် အမေကြလည်းဝင်ကူညီချက်ပေးရသည်သူမိုးပြင်ချောင်းနှစ်ထပ်အိမ်အောက်ထပ်တွင်အိမ်ဆိုင်ကလေးဖွင့်ကဒေါ်ပန်းဦးကကြီးရောင်းသည်မတ်တော့ကဆက်ချုပ်သည် ဥဖိုးစိန်မှာ အထက်အညာသာဖြစ်သည်အသက်40ကျော်မှဤရွာသို့ကြောက်ပေါက်နာတူကိုဆေကုတယံရောက်လာသည်ရွာရောက်ပြီးတရွာလုံးကြောက်ပေါက်ပေါက်ကြ၍ဥဖိုးစိန်ကကုတပေးသည်ဖြင့်တရွာလုံးကလေးစားအားထားရသောစီစရာကြီးဖြစ်လာသည်ရက်ရွာကဤရွာတွင်ဥဖိုးစိန်ရဲ့ခြေဆိုင်နေစဉ်ဆက်ချုပ်သည့်အပြူကြီးအသက်40ကျော်ပန်းဦးနှင့်အချင်းဝိုင်းဝန်းနားချပေးစားကြ၍ ကြီးရွာမှာအခြေချနေရသူဖြစ်သည်ကျော်ပန်းဦးအသက်40ကျော်မှမတော်ကိုမွေးသည် လူမန်းတိကျလာသည့်သုံးနှစ်သမီးရွယ်လောက်၌ဦးဖိုးစိန်ကိုအဖေမှန်းမသိတခါကျန်ဘဲကလူကြီးလဲဟုထင်မိသည် အရက်တကားနဲ့တကားလှဲ့၍ဆေးကုသွားနေတက်က3လတခါ6လတခါမှအိမ်ပြန်လာတတ်ခြင်းကြောင့်ဖြစ်သည်လူပြိုကြီးနဲ့အပြိုကြီးတို့အိမ်ထောင်ကြပြီးသည်နောက် ညက်ရွာထဲ၌ဖျားသွားကြောင်တန်အတူသွားလာမှုကလည်းဘယ်တော့မှမရှိမတော့မွေးပြီးသည့်ချင်းနှစ်ဦးစလုံးအဆက်ကြီးရှနေကြဟန်ရှိသည်ညခါစားလူရှိသူရှိတွင်တဦးမျက်နာတဦးမချီရဲတဟန်ရှနေကြရကမတော့မတ်ချက်ပြီးတတ်သည့်အရွယ်၌တဦးနဲ့တဦးမျက်နှာကြောမတည့်ဖြစ်လာကြသည်ဂျောပန်ဦးကလည်းဥဖိုးစိန်ကိုမကျေနပ်စကားပြောတူတောင်းသည် တကူကောင်းဆန်သည် ကိုငချင်းမကိုချင်းသည်စိတ်မှတ်ကြီးသည်ဇီစာကြောင့်သည်ကန့်လန့်ကြိုက်သည် ဥဖိုးစင်ကလည်းဒေါ်ပန်းဥပေါ်မကျေနပ်ကက်စီနေသူလူတကားနဲ့မတည့်သူ ကောင်းမှသူကျေးဇူးမတည်သူ အမှုကိစ္စများသူ သူ့ဖက်သူရက်သူတက်ဖဲ့လို့သူတအူးပေါ်တအူးမကျေနပ်ချက်တွေကိုဝမ်းချဲနိုင်စူတီထားကြသည် မတ်တော့ဆယ်နှစ်သမီးအရွယ်၌စာအုပ်ခွဲစီးပွားခွဲရန်ကြောင်းဖြစ်ပေါ်လာသည် ဥဖိုးစိန်နှင့်ထွေ၍စိတ်ကူသွားပြီးသုံးလလောက်ကြာမှအိမ်သို့ပြန်ရောက်လာသောနေ့တွင်ဥဖိုးစိန်သည်ချမ်းခောက်ဖာတစ်လုံးအိမ်အတွက်ဝယ်ယူလာသောကြောင်းနှလုံးနှင့်ငပြောခိုင်တခိုင်ကိုတည်ချမ်းကနက်နက်စောစောလှိမ့်စိမ့်မှတက်လာသည်ဆယ်ရက်လောက်ကြာမီပြောသွားပြီးသုံးလကျော်မှပြန်လာခြင်းကြောင့်တော်ပန်းဥသည်စိတ်ခူက ဥဖိုးစိန်အိမ်ပေါ်ကျလာတာမြင်လာနေခြံရမခြာ၍အိမ်ခန်းထဲသို့ဝင်သွားသည် သူအိမ်ပေါ်ရောက်သောအခါမှအခန်းထဲဝင်သွားသောဂျော်ပန်ဦးကိုမြင်လိုက်သဖြင့်တဲချမ်းလာသောပစ္စည်းများကိုဖနှက်ချွန်၌ပစ်ချလိုက်သည်မတော့ကိုလှမ်းခေါ်မည်လုပ်ပြီးမှမတော့မရှိမှကြောင်းသွားချိန်မှန်တည်၍မောပန်းစွာဖြင့်ရေတခွက်ခတ်တော့ကပလက်ကလထိုင်ပေါ်၌ထိုင်ချလိုက်သည် အမောပြည်တလောက်ရှိမှကလထိုင်းမှထိုင်းရလျက်အခန်းထဲမှဒေါ်ပန်းဦးချလောက်အောင်အတန်ကုံဟိရွေပြောသည်ဟဲ့တောင်းဟဲ့ဖာဟဲ့ငါပြောခိုင်းအိမ်နေဝင်ကြအိမ်နေသွားကြဦးဖိုးချိန်သည်အိမ်အပြန်ဒေါ်ပန်းဦးကခရီးဦးချုံမပြူရကောင်းသလားအိမ်ဖို့ယူလာသောပစ္စည်းတွေမှာထသိမ်းရကောင်းမှမသိရော့သလားဟုစိတ်ဆိုးကသူပြစ်ချထားသောပစ္စည်းများကို လက်ညှိုးတချို့ချို့ဖြင့်ဆက်လက်၍ဟစ်ပြန်သည်ဟဲ့တောင်းဟဲ့ပါဟဲ့ငပြောခိုင်းငါအိမ်ရောက်ပြီနင်းတို့ရောနင်းတို့သွားကြလေသွားလေသွားလေဥဖိုးစိန်ဤပြောဟန်အမှုရာတို့မှာတောင်းနှင့်ဖာနှင့်ငပြောခိုင်းတို့သည်တကယ်ပင်အသက်ရှိကြသည့်တဟန်ကဲ့သို့ပင်တောပန်းဦးသည်ပစ္စည်းများကိုမိမိထွက်၍မသိမ့်မချင်းဤတိုင်းဆက်၍ရွေ့နေတော်မူကိုတီလီလျက် သူပဲရွေနိုင်မလားငါပဲနေနိုင်မလားတိကျရောပေါ်ဟုမထွက်ပဲဇွပေးနေသည်ရွာထဲကကြောပန်းဦးဆက်၌အထဲလာအကြသည်မိန်းမနှစ်ယောက်အိမ်ထဲသို့ဝင်လာကြသည်ဥဖိုးစိန်မှာပစ္စည်းများကိုလက်ညှိုးတငေါငေါထိုးလျက်အိမ်ထဲသို့ဝင်ခိုင်းနှုန်းပင်ဥဖိုးစိန်လုံနေပုံကိုမြင်ရသည်မှာရေဖွဲကောင်းတော်လဲရေဖို့ဝေစား ဆရာကြီးစိတ်ဆိုးနေပြီဟူမိမနှစ်ယောက်စလုံးအိမ်ပေါ်မှတုတ်တီးတုတ်ပြဆင်ခဲကရွာဦးရှိမတော်ရှိရာစာတင်เจ้าတို့တွား၍အကြောင်းကြားကြသည်မတော်သည်ရွာဦးစာတင်เจ้าမှအိမ်တို့ဂျုံဆိုင်၍ပြေးလာရသည် ဥဖိုးစိန်သည် သူပုံထားသောပစ္စည်းများပျောက်ွယ်၍မတော်မချင်းတနေကုန်ပင် အော်ရအော်ရအော်ရင်မှအသက်ပင်ချွတ်ချွတ်မရက်တန်အော်မီ ဒေါသဖြင့်အဟိပြောနေသောဥဖိုးစင်၏အတန်ကြီးကိုအိမ်ဝရောက်ရောက်ချင်းမတော်ကြာရသည်မတော်သည်ဖနှတ်ချွနိုင်ပုံချထားသောပစ္စည်းများကိုတလဲသူ့အဖေကိုတလဲကြည့်ကဒူးတုံရင်တုံဖြင့်မျက်ရည်ကလေးဝိုင်းလာသည် ကြောက်ကြောက်လန့်လန့်နှင့်ကြပြားကြပြားပစ္စည်းများကိုအိမ်ထဲသို့တစ်ခုစီကောက်သေးပို့သည်မတော်ပစ္စည်းများတင်သွားမှာဥဖိုးစင်သည် မောလာစွာဖြင့် ပက်လက်ကလချိုင်ပေါ်၌ပြန်ထိုင်ချလိုက်သည်နှစ်ဖူးကြောကြီးများရှုံကမျက်လုံးနှလုံးစုံမိန်လျက်တအောင်လောက်အမောပြေနေသည် အမောပြေမှကျန်းပေါ်မှပစိုးတထဲကိုဆွဲ၍ပခုံးပေါ်၌တင်ကာရွာထဲသို့ထွက်သွားသည်မတော်သည် သူ့အမေကိုအိမ်ထဲ၌လိုက်ရှာကြည့်သည် နောက်ဆုံးမှအခန်းထဲတွင်ဆောင်ကြီးကောင်းမီချုံလျက်အိမ်နေသောဂျော်ပန်ဦးကိုတွေ့ရသည်မတော်ကအမေအမေ ခေါ်၍လည်းအတန်ပြန်မထူမကြမီဥဖိုးစိန်ပြန်ရောက်လာသည်ဥဖိုးစိန်ပွေပိုက်လာသောပစ္စည်းများမှာဂျန်အိုဂျန်ခွတ်ဂျဲအိုနှင့်ပဆိုးဖြင့်ထုတ်ယူလာသောဆံငချောက်ငရုတ်ကျသွန်းစီစီပလင်းတို့ဖြစ်သည် ထိုနေ့ကစပြီးဂျီမိမနှင့်မပေါင်းတော့ဟု အနာကြီးနာကမိဖို့တဲ့နိုင်မိဖို့တဖို့ခွဲ၍ဥဖိုးစိန်သူထမင်းသူချက်စားသည် စီးပွားခွဲအိုခွဲသွားသည် မတော်အရင်မရောက်ခင်ကသာဥဖိုးစိန်ကိုရိုင်းချက်စားလျက်မတော်ကြောင်းထွက်တော့ခါမတော်ပဲချက်ပြုတ်ကျွေးသည်မတော်ဆွန်အုံးစုဝေးလာသည်ဂျော်ပန်ဦးမှာမတောက်နိုင်သောမင်းကိုတမှုတ်တဲမှုန်နေဆဲပင်မတော်ဆွန်အုံးငယ်ပြီးဆွန်နှက်ချခိုက်ဆွန်တော်ပဲပြင်ဆင်သည် အမေအဖေထညက်ကုန်းသွားပြီနော် အမေရောင်းတဲ့ထဲကထညက်နဲ့နဲ့ယူပေးရစေနော်မတော်ကဆွန်တော်ပွဲတွေပြင်ရင်မှလံပြောသည် ထញ្ញမ်းမှမရှိပဲကုံမီကြံတကာပဲရှိတယ်။မတော်သည် သူ့အမိန်ဈေးရောက်သည့်ပုံထဲမှာကြံတကာအနေငယ်၌ယူကစွန်းတော်ပွဲတွင်ခြံနေစဉ်ဒေါ်ပန်းဦးကပြစ်တောက်ပြစ်တောက်ပြောဆိုသည်။သူ့ပစ္စည်းကိုသာယူဖို့တုံပုံငါကလက်ဖျားနဲ့ကိုမတို့တာ။ငါပစ္စည်းတော့သုံးချင်သုံးနိုင်ပါလေ။ကြီးကိုမွေးတော့ငါပေါ့မီးတောင်မထွက်သေးဘူးသူရှာလို့ရတဲ့ပစံနဲ့လှုပ်ပေးတဲ့ကြမ်းစစ်လက်ကောက်တရံကို ပြန်တောင်းတာတခါတည်းမမြင်ရတော့ဘူးအစပြောက်ပဲအဲ့ဒီကလေးကသူ့စီကပတ်စံတပြားမှမတောင်းမင်းကိုယ့်အကိုလုတ်ကင်ချတာယနေ့ထက်ထိပါပဲမတော်သည်ကြောပန်းဥပြောနေသော စကားများကိုကြားတစ်ချက်မကြားတစ်ချက်ဖြစ်သည်ဆွန်ပွဲများကိုစင်းကအောင်တုတ်တီးတုတ်ပြပြင်ဆင်နေသည်ပြောသည်မနားထောင်ရအောင်လေဤစကားမျိုးကြောပန်းဥထံမှအချိန်တရာမကကြားရဖူးပြီးမှရိုးနေသည့်သဘောလေးဖြစ်သည် အသက်30ကျော်သည့်ဂျိုင်အောင်အိမ်ထောင်မပြူပဲအဖြူကြီးလုံ၍ဒီအဖေဒီအမေကြတွင် ပုံနာတိုင်းလုံနေရသောသူဘဝကိုသူညီးငွေနေသူ ဖြစ်သောကြောင့်ဒီအเจ้าတွင်ချက်တလဲလဲမကြလိုတော့အိမ်ဦးခန့်ကခန့်သားထိုင်ပြီး သူပဆန်ကြတော့မထုတ်ချင်မနဲ့ငါလုဆန်နေငါရှာစားရပြီးငါကိုမကောင်းပြောတာညီးကြောင့်ညီးကြောင့်ညီးကိုငှဲ့နေရတဲ့အတွက်ဒီအိမ်ပေါ်ကနေငါမစင်နိုင်တာပါ၏ဂျော့ပန်းဦးပြောနေသည်မဆုံးအောင်နာထောင်နေရဲ့ အချိန်လေးမပေးနိုင်။ဂျော့ပန်းဥကို ပြောလက်စာတန်းလန်းနဲ့ထားခဲ့ကဆွန်းတော်ပန်းကို ရော့ပြီးအိမ်ပေါ်သို့တက်ခဲ့သည်။အိမ်ပေါ်ရှိဖျားကျင်၌ဖျောင်းတိုင်မိများထွန်းလင်းနေသည်။ဥဖိုးစိန်သည်ဆွန်းတော်ဘဲကိုဆောင်းရင်ပတိထိုင်စိန်နေသည်။ဆွန်းကတက်စိတ်လာ။မတော်ကဆွန်းတော်ဘဲကိုဖျားစင်ပေါ်သို့ချလိုက်တော့ခါဥဖိုးစိန်သည် နေရာမှချလာပြီးမိသည်။တက်စိတ်ပါဖေဇွန်းနဲ့85ဇွန်းခတ်ထဲတယ်။ ဘာမုံနေလဲမွဲတီနေသောမျက်စိဖြင့်မုတ်ပကံလေးကိုမျက်နှာဖြင့်ချီလူမခန်းလိုက်ချီနေသည်စွန်ပလွန်ယိုးအဖေရဲ့ဂျာကပေါပေါဆုပ်ဂျာကငပြောသည်ဂျာကကြောက်ဖယုံယိုးဂျာကမုံပဲလောဂျာကကြံတကားဂျာကဘယ်ကယူလာတာလဲအဖေချညက်ကုံသားလို့အမိန်ပုံးနဲ့ကကြံတကားနည်းနည်းယူလာတဲ့အဖေအတန်ပြက်ပြက်ဖြင့်မတော်စကားမဆုံးခင်မှာပင်ဥဖိုးစိန်ကမျက်မှောက်ကျုပ်ပြန် 站တကပကံကိုဆွဲယူလိုက်သည်တဲယူသွားသူပစ္စည်းကစွန်ပွဲတယ်မထဲနဲ့ယူသွားမာတော်သည်ဥဖိုးစိန်ကမ်းပင်းနေသောပကံကိုမယူသေးပဲပြေးရပြေးကြောင်းပြောချည်သည်အလကားယူတာမဟုတ်ပါဘူးအဖေရဲ့ပတ်စံပေးမှာပါအလကားလည်းမယူဘူးပတ်စံပေးပြီးလည်းမယူဘူးမထဲနဲ့ယူသွားမာတော်သည်အဖေကိုဂလန်ကဆန်မလို့ဝင်သည်ဖြင့်ကျန်တကာပကံကိုလမ်းယူပြီးဘေးဖယ်ချလိုက်ရသည် ငါသမီးကိုမမွေးခင်တော့ကသူ့ဆွေမျိုးတွေရွာမှာတလှည့်သွားနေကြတော့ကအဖေပေါ်မှာမညာမတာခိုင်းလိုက်တာသမီးရဲ့အဖေကိုစပားရိတ်ခိုင်းနေစပားမရိတ်ဘူးတဲ့အဖေလက်မှာကွဲပြဲပြီးအနာရီဖြစ်သွေးတွေပြီးရင်းနဲ့တွှဲွှဲဒီကျေးဇူးကိုတည်တဲ့ဟာမှမဟုတ်ဘူးမတော်သည်တက်စိတ်ရီချမ်းခွက်ကိုမမားရအောင်စိတ်မှဖြင့်ဇွန်းနဲ့85ဇွန်းပြည့်အောင်ခံနေရသည့်အကြောင်းဦးဖိုးစိန်၏စကားများကိုမကြတဲ့ချက်ကြတဲ့ချက်ဖြစ်သည် ဤစကားမျိုးဥဖိုးစိန်ချမ်းမှာအချိန်တရာမကကြာဘူးသည်ဖြစ်ခြင်းကြောင့်မထူးဆန်းသည့်သဘောလည်းဖြစ်သည်အိမ်ချောင်းမပြုတ်ပဲအစင်မပြေကြသောဒီအဖေနှင့်ဒီအမေကိုငယ်၍အပြူကြီးလုံနေရသော သူဘဝသည်ဒီအတန်တွင်ကြားရတိုင်းပုံ၍သာညင်ငွေလာသည်ဒီအကြောင်းများပြန်တွေးတိုင်းအဖေမျက်ရည်ကျတယ်တမီးကြောင့်အဖေဒီအိမ်ပေါ်မှာနေတာတမီးမတော်သည်တက်စီရေချမ်းခပ်ပြီးဖျားခြင်းပေါ်တင်လိုက်သည် ဥဖိုးစိန်ပြောသည်များဆုံးအောင်နာထောင်၍မနေအားပဲအမိစွန်းတော်ပွဲကိုပြင်ပေးရန်ရှိသေး၍အင်းအောက်သို့ပြန်ဆင်းလာခဲ့သည်မိဖို့တဲ့၌ဂျော်ပန်ဦးစွန်းအိုးငယ်နေသည် သူပြန်ယူလာခဲ့သောကျန်တကာပကံကိုဂျော်ပန်ဦးမမြင်စေရန်မိဖို့တဲ့မဝင်ခင်တဏှာ၌ဝတ်ထားခဲ့သည်ဂျော်ပန်ဦးစွန်းပွဲတွင်နာနတ်သည့်တလုံးအခွန်လှိနေခိုက်ဥဖိုးစိန်မိဖို့ပါဝါသို့ပြာကြီးပြာရာရောက်လာသည် ဟဲ့သမီးအဖေ့စားတာကိုဥဖိုးစိန်သည်ဖျားရှိခိုးခါနီသူစားတာကိုဖျားရှိနိုင်ချရန်တတိယရွေရှာကြည့်ရာမတွေ့သဖြင့်အိမ်ပေါ်မှဆင်းလာမိသည် မွေးနေ့တိုင်းစားတာကိုထုတ်၍ဖျားကို ပူဇော်လေးရှိသည် အဖေ့စားတာအဖေပဲအိယာဘေးကမုံတတာဘုံထဲမှာထားတာပဲဥစားမာတော်သည်နာနတ်သည်လီရင်မှလံပြောသည်ဂျော်ပန်ဦးသည် အပေါဝ၌ဥဖိုးစိန်လာရက်ကလေးက တစ်ချက်မှလဲမချီပဲသူစွန်ပွဲသူပြင်နေသည် မုံတတာဘုံထဲမှာမရှိဘူးအဖေတလောကထုတ်ကြည့်ပြီးပုံထဲကိုပြန်မထည့်မိဘူးပုံပေါ်တင်ထားမိတာအခုမရှိဘူးမတော်သည် သူ့အမိန်တွေ့လို့တွေ့ညာအထင်ဖြင့်သူ့အမိန်ကိုတစ်ချက်လမ်းကြည့်သည်ကျော်ပန်းဦးသည် သူနှင့်မသက်ဆိုင်သည့်အတွင်တဖာနှစ်ယောက်ပြောနေသည်များနားထဲ၌တလုံးမှမကြားမဝင်သည့်ပုံစံထလိုက်ထိုင်လိုက်ဖြင့်လှုပ်ရှားရှိတာသာလုံးပန်းလုတ်ကိုင်းနေသည် မုံတတာဘုံကလည်းသူ့နကိုနေရာမှာမဟုတ်ဘူးသမီးရဲ့အဖေမရှိတော့ရွေးကြတယ်။ဦးဖိုးစိန်ဤနောက်ဆုံးအတန်သည်တင်းမာလာသည်။တဦးကိုရည်ညွှန်း၍ဆူလိုချင်သောသဘောတတ်ဝင်လာသည်။ထို့ကြောင့်မတော်သည် သူ့အမိကိုလှမ်းကြည့်ရာမျက်လုံးချင်းစုံမိကြသည်။တနေ့ကဤမိုးရီရွာတို့ကအိမ်ပေါ်ဘသူမှမရှိလို့တကားပေါက်တွေတက်ပိတ်ရတယ်။ခောင်းရင်းဘက်မှာမိုးရိုနေတာတွေတွေ့လို့ပစ္စည်းတွေရွှေ့ခဲတာပေါ့ဤ။ ဒေါ်ပန်ဦးသည်ဦးဖိုးစိန်ကိုပြောနေသည့်အပြောမျိုးမဖြစ်စေပဲမတော်ဤမျက်နာကိုကြည့်၍ပြောသည်ဦးဖိုးစိန်မတန်ရက်သောနေရာနှင့်မတော်ထိုင်သောနေရာမှတည်နေသည်ဒေါ်ပန်ဦးသည်၎င်းတို့နှစ်ဦးကြားတွင်ရှိသည်အခွန်နွားလက်ဆာနာနတ်ဒီကိုခြာခဲ့ကဦးဖိုးစိန်နာသို့မတော်ထလာသည်လှုပ်လိုက်မှဖြင့်တမီရဲ့အရာရာနှင့်အကြောင်းကြောင်းပဲဘယ်တော့မှအပိုးမသိဘူးဟောအဖေ့ပစ္စည်းဟာအဖေ့ထားတဲ့နေရာမှာမရှိဘူး ဦးဖိုးစိန်ကမတော်နှင်တဆင်မတော်မျက်နှာကိုကြည့်၍ပင်ပြောသည်မိုးဆူရင်ပျက်စီးကုန်မှကြောင့်ငါကနေရာရွှေ့တာ၏မိုးဆူနေတော့ဒီတိုင်းကြည်နေရမှာလား၏ဒေါ်ပန်ဦးကမျက်နှာကျဉ်ကျဉ်နဲ့မတော်ကိုပြန်ပြောသည် ရွှေ့ပြီးနေရာတကျပြန်ထားတာမှမဟုတ်ပဲသမီးရဲ့နေရာတကျပြန်ထားရအောင်မိုးကရွာတော့၏ဒီတော့ရွှေ့တဲ့နေရာမှာရှိနေမှာပေါ့ဒါလားအရာရာနဲ့အကြောင်းကြောင်းဒါလားအပိုးမသေးတာ၏ မတော်မြန်လာသည်ဥဖိုးစိန်ကပြောရင်ဥဖိုးစိန်ဘက်ရောက်သွားသည်ဂျော်ပန်ဦးကပြောရင်ဂျော်ပန်ဦးဘက်သို့ရောက်သွားသည်နှစ်ဦးစလုံးကသူ့ကိုပြိုင်တူကြည့်လျက်လူပြောနေကြသည့်အခါတွင်မူကမတော်ဤမျက်နှာမှာဟိုလှဲ့သည်လည်းဖြစ်နေကမျက်လုံးများမှာလည်းဟို၍သည်၍ဖြစ်နေသည် ရွှေ့တဲ့နေရာမှာလည်းမရှိဘူးရှာခဲ့ပြီးသမီးအဖေများအထာမှာမတော်စကားမဆုံးမီ ကျော်ပန်းဦးကဝင်ပြော၍မတော်မျက်နှာမှာကျော်ပန်းဦးဘက်သို့လှည့်သွားပြန်သည်ဒီပစ္စည်းဘသူကဘာလုပ်ရမှာတော့အေးရဲ့ဟိုနေ့ကဘာဝင်းဖုန်ကြီးကြောင့်ကရင်းနှံပုံးပြင်လာယူတော့ကငါစားတာရင်းနှံတုတ်ချင်တယ်ပြောတဲ့အတန်းကြားမိတယ်အေးမတော်မျက်လုံးသည်ချက်ချင်းဥပိုးစိန်ဘက်သို့ရွေ့လျားသွားသည်ကျော်ပန်းဦးသည်ပြောပြီးသူ့အလုပ်သူဆက်လုပ်သည်တဲလဲခက်ပါလားအဖေယူမပေးပါဘူးသမီးရဲ့ အဖေပစ္စည်းကင်ကြတာဖေမချိုက်ဘူးဘဲကခက်တာလဲအေးဒီပစ္စည်းထားတဲ့နေရာမှာမရှိရင်ယူလို့ဒါမရှိတာပေါ့ကင်ချင်လွန်းလို့ကင်တာမဟုတ်ဘူးမိုးရိုနေလို့ကင်ရတာအေးသိရဲ့လားဥဖိုးစိန်တီဂျော်ပန်ဥကိုရန်ဆောင်လာလင်မတုတ်ကို ပုံနှတိုင်ထား၍ရန်ဆောင်သည်ဂျော်ပန်ဥကဥဖိုးစိန်ကိုရန်တွေ့လို့လင်မတုတ်ကိုပုံနှတိုင်ထား၍ရန်တွေ့သည် မတော်မဂျောပန်းဦးကသူ့ကိုလက်ညှိုးတငေါငေါထိုးလျက်ပြောလာချေသည်ဖြင့်ရှင်နေ၌တဆက်ဆက်ခုံလာသည်အာယုံဆွန်းကက်ခါနီရံပွဲမဖြစ်လာအောင်လျင်မြန်စွာတားဆီးလိုက်ရသည် အော်အဖေဦးလေးပါဝင်းမြအိမ်ပေါ်တက်ယူသလားမှမသိပဲအောက်ကစာအုပ်ဆဲမှာကြီးလိုက်အောင်မယ်မတော်သည် အပေါဝါမှဦးဖိုးစိန်ကိုတူရီထွက်ခဲ့ကစာအုပ်စင်ရှိရာသို့ပြေးသွားသည်ဦးဖိုးစိန်ကမတော်နောက်မှလိုက်လာသည် ရေနံတုတ်ထားသောဇာတာလေးကို စာအုပ်စင်ပေါ်၌ထောင်းလျက်သားတွေတော်မှာမတော်ရှင်၏ရသည် ဥဖိုးစိန်သည်ဇာတာယူကအိမ်ပေါ်သို့ပြန်တက်သွားသည်ဥဖိုးစိန်အိမ်ပေါ်သို့မရောက်မချင်းမတော်မိဖို့ရေသို့မဝင်ရဲချင်းမိဖို့ရေဝင်သွား၍တော်ပန်းဥကဆက်လက်၍တညညက်ပျော်ရှင်နေလင် ဥဖိုးစိန်ကြားမှဇိုရင်မိလာသည် ဥဖိုးစိန်အိမ်ပေါ်ရောက်လာမှမိဖို့ရေသို့မတော်ဝင်ခဲ့သည် တွေ့ပြီလို့ပေါ့အေးမတွေ့များမတွေ့ရင်ငါ့ကိုနင်းပြောမှာတဲခက်ပါကလားဟဲ့အဲ့ဒါသာကြီးတော့ခက်တဲ့သူကဘသူလဲအေးသူထင်းသည့်အတိုင်းမပီးနိုင်အောင်လီကျော်ရှိနေသောဂျော်ပန်ဦးကိုမတော်ကကြောက်လွှာစားဖြင့်နောက်ဖေးရည်စင်ဖက်သူတန်ထွက်သွားသည်မတော်နာနဲ့တီးပြန်လှီနေခိုင်အိမ်ပေါ်မှချီးစီရိုက်ခတ်တန်ကိုကြားလိုက်ရသည်ဩဃာတာဩဃာတာဩဃာတာ အာယုန်တက်ဥဖိုးစင်ဤဖျားရှိခိုးတမ်းမှာတာယာနာပြုတ်ပွဲရှိလာပေသည်မတော်သည် နာနဲ့တီလီရင်ဖျားကိုကြီးညိုလာသော စိတ်တွင်ညိုလျက်တစ်ချိန်လုံးအာယုန်ပြူထားသည်ပေါပေါဆုပ်တွေရှိတဲ့အမေထဲ့မလားစွန်ပွဲပြင်းနေသောဂျော်ပန်ဥကိုမတော်ကလှမ်းပြောလိုက်သည် သူပစံနဲ့သူဝဲထားတဲ့သူပေါပေါဆုပ်ကိုကျုပ်စွန်ပွဲတည်းမထည့်ပါဘူးမဆက်ရှက်ပါဘူးလို့ပြောနေတဲ့ကြားတွေကမိကိုကအလွန်ရှိပါတဲ့အေး နှုတ်ကမှတ်တမဲထွက်သွားသော သူအမားကြောင့်မာတော်သည် သူ့နှပူးကိုသူထူလိုက်သည်ငါကိုကလည်းရှိပါတယ်ဟု သူ့ကိုသူအပြစ်တင်ကစေတနာဝေဒနာဖြစ်ရသည့်အတွက်ရှေ့မဆက်ဝန်တော်ပင်အိမ်အောက်ခြံ၌ဖျားဆင်းတဆောင်ထုတ်ထားသည်အိမ်တွင်စာအုပ်ခွဲမိဖို့ခွဲသွားကြမှာတဆောင်ထတ်တူလာသောဒေါ်ပန်းဦးကြီးဖျားဆင်းဖြစ်သည်ဖျားဆင်းတွင်ဖျောင်းတိုင်မီများညှိထွန်းနေကြစဉ် အိမ်ပေါ်ချမဥဖို့စဉ်ဤမြတ်တာပုတန်ကိုကြားရသည်တပ်ပေခသိန်းကုံသောတတတတဝအပေါင်းတို့သည် အဝိယယံမရှိကြကုန်သည်မှတော်သည်ဥဖို့စဉ်ဤမြတ်တာပုတန်ကိုကြားရ၍ဝမ်းမဲနေသလိုလိုငိုပဲငိုခြင်းသလိုလိုရှင်နေ၌ဖို့၍ဆို၍လာသည်ဒေါ်ပန်ဦးသည်စွန်းတော်ပွဲများခင်ခြင်းပြင်စင်မီချိတ်စီတစ်ချဲရိုက်ခတ်လိုက်သည်ပန်းနေအရှင်ဖျား မယားဖျားတပေတော်မာသည်ကြောပန်းဦးဖျားရှိခိုးနေခိုင်မတော်သည်မိဖို့တဲ့သူစိုးနေနေသောရှင်ပြန်ပြန်ရောက်လာသည်ကြောပန်းဦး၏ဖျားပင်တန်ကလည်းတာယာနာပြောပွဲရှိလာပါပြီတာယာစွာဆွမ်းငင်လျက်ရှိခိုးနေသောသူအမေဖျားပင်တန်ချမ်းသာရင်အဖေနဲ့အမေတို့ကြားတဲ့နိုင်ဒုက္ခများလာသောသူဘဝလွမြောက်ရန်တိလရှင်ဝှချင်းစိတ်ပင်ပေါ်ပေါက်သွားသည် ဖိုးလျက်ဆိုးလျက်ရှိသောရင်ကလည်းလှိုက်၍လှိုက်၍ဖိုးလျက်ဆိုးလျက်ပင်ငါဟုခေါ်ကြကိုခန္ဓာချမ်းသာကိုစိတ်မြဲပါစေပြီးရန်ပယ်ရှင်ဆိုရင်ခင်ဆင်းရဲမရှိဖြစ်ပါစေကိုမာဆောင်ရနတ်ဒီဝါချမ်းသာကိုစိတ်မြဲပါစေပြီးရန်ပယ်ရှင်ဆိုရင်ခင်ဆင်းရဲမရှိဖြစ်ပါစေမြင်ဘူးမမြင်ဘူးနှစ်ဦးများစွာတတဝါချမ်းသာကိုစိတ်မြဲပါစေဘေးရန်ပယ်ရှင်ဆိုရင်ခင်ဆင်းရဲမရှိဖြစ်ပါစေ။ ဝိနေနီးနေနှထွေများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေ။ဘေးရန်ပယ်ရှင်ဆိုရင်ကင်ဆင်းရဲမရှိဖြစ်ပါစေ။ဒေါပန်ဥဖျားရှိခိုးပြီးနောက်ဆုံးထွက်ပေါ်လာသောဒေါပန်ဥ၏မြတ်တာပိုသင်သည်မတ်တော်ဤရှင်တဲသို့ထွန်းဖောက်သွားသည်။ဘလို့မှထိမရသည့်အချိန်မျက်ရည်နှစ်ပေါက်သည်ကြပေါက်ပြီးတစ်ပေါက်ပါပြင်ပေါ်သို့ကျရောက်လာသည်။သူစိတ်ထဲ၌အဖေနှင့်အမေတို့ပူတာနေသောမြတ်တာပူတန်ကိုတန်တရားများစွာဖြစ်မိသည် အဖေမြစ်တာပိုးတဲ့တပ်ပေးတတားထဲမှာအမေပါပါလေးစာအမေမြစ်တာပိုးတဲ့ဝီးနေနီးနေထဲမှာအဖေပါပါလေးစာတပ်ပေးတတားအင်္ဂဟာအလို့ဟုတ်ကဲ့ကျမခုဖပြပေးခဲ့တာကတော့ဆီယမကြီးကြာနေကြမမလေးရဲ့နီးလျက်နေဆိုတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်